။အရှင်အနန္ဒာကလည်းပဲရှင်ရေဝရနဲ့နှစ်ပါးပေါ့နောက်ကလိုက်သွားရတယ်။ကိုရောက်တော့ရှင်သာတိပုတ္တရာကြီးရောက်တော့မထေမြတ်ကြီး6ပါးစုမိကြရတယ်။ဟုတ်လား။အဲ့ဒါလိုစုမိကြတော့ရှင်သာတိပုတ္တရာကအလွန်တရာမှဉာဏ်ပညာကြီးတာဆိုတော့သူကပဲစပြီးတော့နော်အဲ့ဒီမှာဦးဇင်းတို့စိတ်ဝင်စားတဲ့အကောင်းတာတွေကရှင်အနန္ဒာကိုနှုတ်ဆက်တယ်သိလားရှင်အနန္ဒာကိုဥတည်ပြီးတော့စကားပြောတယ်။ဒါရှင်အနန္ဒာနဲ့ကအလွန်အမင်းရင်းနှီးတယ်ဆိုတဲ့အတိတ်ပဲလို့သတ်မှတ်ရမလားတော့မသိပါဘူးဟုတ်လား။ အဲ့ဒီမှာဗာပြောတော့ဆိုတော့ရှင်သာရိပုတ္တရာကငါရှင်အာနန္ဒာတဲ့ဒီအင်ဂျင်တော်ကြီးကလည်းပဲတော့အင်ဂျင်ပန်းတွေနဲ့တတော်လုံးတတော်လုံးမှုေးကြံပြီးတော့အလုံးမတာယာကြည်နူးစရာကောင်းတယ်။လာကြီးကလည်းထိန်ထိန်သာပြီးတော့မြင့်ကလည်းပဲနတ်တေရဲ့ညလိုအလွန်တရာမှကြည်နူးစရာကောင်းတယ်။တော့လာကြီးကလည်းတာပြီးတော့အင်ဂျင်ပန်းတွေနဲ့တော့အင်ဂျင်တော်ကြီးကအလွန်တရာမှတာယာကြည်နူးတယ်ပေါ့ဟုတ်လား။အဲ့ဒါသူကဘာဆက်ပြောတော့ဆိုတော့ ဒီအင်းရင်တော်ကြီးလိုပဲသာသနာတော်မြတ်ကြီးဟာလည်းပဲအလွန်တရာမှကြည်နူးစရာကောင်းတယ်ဟုတ်လားအဲ့ဒါသာသနာတော်မြတ်ကြီးဒီဟူသောဒီအင်းရင်တော်ကြီးနဲ့တူတဲ့ဒီသာသနာတော်မြတ်ကြီးကိုဘယ်လိုယဟန်းကတာလွန်ပြီးတော့တင့်တယ်သွားစီမလဲတဲ့ဒါသူ့ရဲ့ကြဗျာဆန်တဲ့အတွေ့လေးတစ်ခုလို့ဆိုရမှာပါဟုတ်လားအင်းရင်တော်ကြီးကတာယာတယ်လို့သာသနာတော်ကြီးကလည်းတာယာတယ်တင့်တယ်တယ်ပေါ့ဟုတ်လားဒီလိုအင်မတန်တင့်တယ်တဲ့သာသနာတော်မြတ်ကြီးကို ဘယ်လိုပုံကောပို့ပြီးတော့တင့်တယ်သွားစီမလဲပေါ့ဟုတ်လားသူရစိတ်ကူးလေးမကောင်းဘူးလားကောင်းတယ်အဲ့ဒါကိုငါရှင်အာနန္ဒာပြောသားမှာတဲ့ဘယ်လိုယဟန်ဒီသာသနာတော်မြတ်ကြီးကိုပို့ပြီးတော့တင့်တယ်သွားစီမလဲပေါ့ဒီလောကကြီးကိုပို့ပြီးတော့လှသွားစီမလဲလို့လည်းပဲအကြေကြေပြင်းပြအတိပဲယူလို့မရဘူးလားကြားတယ်နော်သာသနာလောကနှစ်ဌာနကိုပို့ပြီးတော့လှပသွားစီသူတင့်တယ်သွားစီသူအဲ့ဒီပုံကောဘယ်လိုပုံကောမျိုးများဖြစ်မလဲပေါ့ အဲ့လိုပြောတဲ့အခါကျတော့ဒါတိုင်မင်ဆွင်းတွေးတဲ့အပိုင်းကိုရောက်သွားပြီဟုတ်လားအဲ့တော့ရှင်အနန္ဒာကဘာပြောရုံဆိုတော့ငါရှင်သာရိပုတ္တရာတဲ့ဒီအင်ဂျင်တော်ကြီးလိုလှပတဲ့သာသနာတော်မြတ်ကြီးကိုဘယ်လိုယဟန်ကပို့ပြီးတော့တင့်တယ်စီမလဲဆိုလို့ရှိရင်တဲ့မြတ်စွာဘုရားဟောခဲ့တဲ့တရားဒေသနာတော်ဒီဒီပရိယတိသာသနာတော်မြတ်ကြီးကိုတော်ကျွမ်းကျွမ်းကျင်ကျင်သင်ယူတက်မြောက်ပြီးတော့အနုတရားတွေကုန်ခန်းဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တရားဓမ္မကိုဟောပြောနေတဲ့ယဟန်တွေဟာ ဒီသာသနာတော်ဒီဟူသောအင်းရင်တော်ကြီးကိုလှပစေတဲ့လူတင့်တယ်တဲ့သူလို့ငါထင်တယ်တဲ့ဒါ तू ကလည်း तू တန်ရာ तू ပြောတာပါပဲ तू တန်ရာ तू ပြောတယ်ဆိုတာကဒါရှင်အာနန္ဒာဆိုတာကမပရိယတိအရာမှာ तू ကဧတရေရတာမဟုတ်လားဒါပဲဟိုငါဆွဲအတ္တဆွဲနဲ့ပြောတာတော့မဟုတ်ဘူးတော့ဒီလိုစာပင်နဲ့ဒီလိုတရားဓမ္မတွေနဲ့မွေ့လျော်ပြီးတော့နေရတာဟာဘလောက်စိတ်ထဲမှာအနှစ်သာရရှိတဲ့အကျိုးကျေးဇူးများတယ် သာသနာတော်ကြီးကိုဘလောက်တင့်တယ်သွားသေးတယ်ဆိုတာသူကိုယ်တိုင်ကိုတွေ့မှုလို့သူကသူကိုယ်တွေ့ကိုပြောတာဖြစ်မှာပေါ့ဟုတ်တယ်မဟုတ်လားဒါကြောင့်ဒါရှင်အနန္ဒာရဲ့ပြောချက်ပဲဟုတ်လားသာသနာတော်ကြီးကိုဘလို့ယဟန်ကပို့ပြီးတော့တင့်တယ်သွားစေမလဲဆိုတော့မြတ်စွာဘုရားရဲ့တရားဒေသနာတော်တွေကိုအများကြီးကျွမ်းကျင်အောင်ဘုဒ္ဓရရှိအောင်လေ့လာပြီးတော့တက်မြောက်အောင်သင်ကြားပြီးတော့နော်ဘေးသက်တွေကိုဟုတ်လားတတ္တဝါတွေရဲ့ပုံမှာ မေတ္တာစေတနာရှိထားပြီးတော့အနုတယကင်းကွာဖို့အတွက်တရားဓမ္မကိုဟောပြနေတဲ့ပုံကိုယ်တွေဟာသာသနာတော်ကြီးကိုလှပစေတဲ့သူလို့သာသူကပြောတာအဲ့ဒါလိုပြောတဲ့အခါကျတော့ရှင်သာရိပုတ္တရာကောင်းပြီအဲ့ဒါလိုဆိုလို့ရှိရင်အရှင်ကြီးဝရတဲ့ရှင်အနန္ဒာကတော့သူ့ရဲ့အမြင်ကိုပြောသွားပြီငါရှင်ရဲ့အမြင်လေးကိုလည်းပြောပါဦးတဲ့ဘယ်လိုယဟန်ဟာသာသနာတော်ကြီးကိုလှပစေမလဲအဲ့ဒါရှင်ယေဝရကပြောတော့ဆိုတော့အရှင်သာရိပုတ္တရာတဲ့ဟောဒီသာသနာတော်မြတ်ကြီးမှာ တဘာတဲ့ကိန်းအောင်ပြီးတော့တဘာတဲ့နေပြီးတော့တဘာတဲ့နေခြင်းရဲ့ဂုံကိုလည်းပြောဆိုပြီးတော့ကိုယ့်ရဲ့အတွင်းစိတ်ကလေးကိုအမြဲတမ်းငြိမ်းချမ်းနေအောင်ကြိုးစားအထုတ်ပြီးတော့မဇန်တရားကိုလည်းမဖြတ်စည်းပဲနဲ့ဝိပဿနာပွားများပြီးတော့နေတဲ့ယဟန်တိဒီသာသနာတော်မြတ်ကြီးကိုလှပ်ပစေတဲ့လူတင့်တယ်တဲ့လူလို့ဆိုရမည်တဲ့သူပြောတာလည်းတော်တော်ကိုကောင်းတယ်လို့ဆိုရမှာနော် တဘာတဲ့နေမယ်တဘာတဲ့ကိန်းအောင်မယ်ပြီးတော့တဘာတဲ့နေခြင်းရဲ့အကုန်ကိုပြောမယ်ပြီးတော့ကိုယ့်ရဲ့အတွင်းစိတ်ကလေးကိုငြိမ်းချမ်းအောင်အမြဲတမ်းကြိုးစားမယ်ပြီးတော့ဇန်တရားကိုလည်းမဖြည့်ဆည်းဘဲနဲ့ယုဒ္ဒနန္ဒတို့ရဲ့ဖြစ်ချင်းပြည့်ချင်းကိုသိမြင်နာလေတဲ့နော်ဝိပဿနာဉာဏ်ကိုပွားများပြီးတော့နေမယ်ဆိုရင်အဲ့ဒီယဟန်ဒီသာသနာတော်ကိုတင်တယ်စီတဲ့သူတဲ့ဒါကသူ့ရဲ့အမြင်ပေါ့အဲ့လိုပြောတဲ့ခါကျတော့ရှင်သာရိပုတ္တရာကဂိုင်းနဲ့ငါရှင်အနုရောဓာနေ့ရဲ့အမြင်ကိုပြောပါဦး ဝတိချမ်းတစ်ပါးကတော့ဒီလိုပြောသွားပြီဆိုတော့ရှင်တို့တာကဘာပြောတုံးဆိုတော့ငါရှင်သာရိပုတ္တရာတဲ့ဟောဒီသာသနာတော်မြတ်ကြီးမှာဒိဗသခုအဘိညာဉ်ကို အထွတ်အထိပ်ရအောင်ပွားများပြီးတော့လောကတတထောင်ကိုကြည်နိုင်တဲ့ယဟန်ဥပမာတဲ့အလွန်မြင့်မားတဲ့ပြတ်သက်ထက်ကိုတက်ပြီးတော့မြေကြီးပေါ်မှာနောက်နှကန်းချင်းထိအောင်ချထားတဲ့လှေဘိန်းတထောင်ကိုကြည်တယ်လို့မျိုးတဲ့ ုတ်လားပြက်သက်ထက်ကနေပြီးတော့မြေကြီးပေါ်မှာလှဲပင်းလေးတွေလှဲလှဲပြီးတော့နှက်ခမ်းချင်းထိအောင်ခြံထားတယ်ပေါ့ဟုတ်လားအဲ့ဒီလှဲပင်းတစ်ထောင်ကိုကြည့်သလိုတဲ့လောကဓာတ်တစ်ထောင်ကိုဒိဗဝစကုအဘိညာဉ်နဲ့ကြည့်ပြီးတော့လောကကြီးကိုအဲ့ဒါလိုအမြင်ကျေကျေနဲ့ကြည့်နိုင်တဲ့ယဟန်ဟာဓာတိသာသနာလိုမြေကြီးကိုတင့်တယ်စေတဲ့သူလို့ငါထင်နေရတဲ့ဒါကသူကလောကဓာတ်တစ်ထောင်ကိုမြင်နိုင်တာကိုရှင်းလို့တာကဟုတ်လား သူ့ရဲ့သဘောကို तू သိတဲ့အတွက်ကြောင့် तू လိုပုဂ္ဂိုလ်ဟာသာသနာတော်ကိုလှပစေတယ်ဆိုတာကို तू ကိုယ်တိုင်နားရတဲ့အတွက်ကြောင့်ဒီစကားကိုပြောတာဖြစ်မှာပေါ့ဟုတ်ရဲ့လားအေးဒါကရှင်သုဒ္ဓရဲ့အမြင်ပေါ့အဲ့တော့ရှင်သာရိပုတ္တရာကဘုရားကိုချက်မိတုံဆိုတော့ရှင်မဟာကတ္တပကိုမေးတယ်ငါရှင်ကတ္တပတဲ့တင့်ရဲ့အမြင်ကဘယ်လိုရှိတော့အဲ့တော့ရှင်မဟာကတ္တပကငါရှင်သာရိပုတ္တရာဟောဒီသာသနာတော်မြတ်ကြီးမှာဒုတင်ဆောင်ပြီးတော့ဒုတင်ဆောင်တယ်ဆိုတာက လူငယ်တွေနားလည်အောင်ပြောရမယ်ဆိုရင်ဒုတင်ကဆိုတာကဒုတင်ဆိုတာခါတွက်တယ်လို့အဓိပ္ပာယ်ရတယ်။ဘာကိုခါတွက်တာတုံးဆိုတော့ကိလေသာကိုခါတွက်ဖြစ်တယ်။ဟောလူတယောက်ကကိုယ့်ကိုလှမ်းဆွဲရဆိုရင်ကိုယ်ကတထောင်နဲ့ခါမယ်တွက်မယ်ဆိုရင်ဒါမျက်စိနဲ့မြင်တယ်မဟုတ်လား။သူအကျမ်းသားပေါ့လေကိလေသာကိုခက်ကြမ်းကြမ်းအနာအကပ်မခံတာပေါ့။ဆိုရပါစို့သင်္ကန်းဆိုရင်လည်းသုံးတယ်ပဲဝင့်မယ်။သုံးတယ်ကလွဲပြီးတော့အလှမခံဘူးမသုံးချောင်ဘူး။ဒါဆိုရင်သင်္ကန်းနဲ့ပတ်သက်ပြီးတော့သူ့မှာ လောဘဖြစ်စရာအကြောင်းမရှိတော့ဟုတ်တယ်မဟုတ်လားနောက်မှရှင်ဘာយ៉ាងလေးမှဘာအသားလေးမှဆိုပြီးတော့အာသင်္ကန်းနဲ့ပတ်သက်ပြီးတော့ကိလေသာဖြစ်စရာအကြောင်းအများကြီးမရှိဘူးလားရှိတာပေါ့ဟုတ်လားဆုံးကံပြီဆိုရင်လည်းပဲအင်ဂျင်လက်လက်ခံမယ်ပတ်ပိုင်မဲ့စားမယ်ဆိုရင်ငါကဘယ်သူကဆုံးသားပြင်မှမလဲပါလဲတွေးတဲ့အကြောင်းမရှိတော့ဟုတ်ရလားဟေးကြောင်းဆိုလို့ရှိရင်လည်းပဲတိတ်မအောင်ပဲနေမယ်ရုပ်ခမှုတွေနဲ့စောက်တည်မယ်ဆိုရင်ကြောင်းကောင်းကောင်းတွေပါလေလိုချင်တဲ့စိတ်သူ့မှာမရှိတော့ဟုတ်တယ်မဟုတ်လား အဲ့ဒါဥဒင်းတို့ဒူတင်တရား73ဒူတင်73မှာဆိုတော့ပိတ္တလို့ကြားဖို့မှာပါဟုတ်လားအဲ့ဒါရှင်မကတ္တဝကသူကဒူတင်ရမှာဣတတရတာဆိုတော့သူကဒါပြောတာဟုတ်လားဒူတင်ဆောင်ပြီးတော့ကိရိတာကိုခက်ကျန်းကျန်းပယ်ထားနိုင်တဲ့ပုဂ္ဂိုလ်အလွန်တရာမှရောင်ရဲတင်းနေတဲ့ပုဂ္ဂိုလ်အလွန်တရာမှအလိုနေတဲ့ပုဂ္ဂိုလ်အလွန်တရာမှအပေါင်းဖော်မမင်တဲ့ပုဂ္ဂိုလ်အလွန်တရာမှကင်းစိတ်ပြီးတော့နေနိုင်တဲ့ပုဂ္ဂိုလ်ဝရိယထက်သန်တဲ့သီလသမာဓိပညာကြီးမားတဲ့ဝိမုတ်တိဝိမုတ်တိဉာဏတတ္တနာ